။အေယာဝရီမြစ်လက်တက်ထဲကိုရေစိုးတွေစွန့်ပစ်တဲ့ပြည်မျိုးကရက်ချက်ဆက်ယုံတယုံကိုသက်ဆိုင်ရာကယာယီပိတ်ခန်းထားလိုက်ပါတယ်။ဒီသတင်းကိုကိုမင်းညိုကသတင်းပေးပို့ထားတာပါရှင်။အပိတ်ခံလိုက်ရတဲ့ကြားနကောင်ရက်ချက်ဆက်ယုံကပြည်မျိုးနဝင်းရက်ခွက်လော့တော်ချောင်းမေးမှာတည်ရှိပါတယ်။ရက်ချက်ဆက်ယုံကစွန့်ပစ်ရေတွေကိုလော့တော်ချောင်းထဲကိုဖောက်ချတာကို၆အောက်ပိုင်းကရေအသုံးပြုသူတွေစိုက်ပျိုးရေးလုပ်ငန်းသူတွေကတိုင်ကြားခဲ့တာကြောင့်ဒီဇင်ဘာလ17ရက်နေ့မှာပြည်ခရိုင်အုပ်ချုပ်ရေးမှုနဲ့ဌာနဆိုင်ရာပေါင်းစုံတို့ဝင်ရောက်စစ်ဆေးပြီး ယာယီပိတ်ဖို့အမိန့်ပေးလိုက်တာပါဆက်ရင်ကတော့ဒီနေ့နောက်ဆုံးဖြစ်တဲ့အတွက်သူတို့ဒီနေ့လည်ပြီးရင်တော့သူပိတ်ထားလိမ့်မယ်ယာယီပိတ်ထားပြီးကနောက်အခွဲရဲ့သုံးသပ်ချက်ပါမူတည်တော့ဒါရုံချုပ်ကိုတင်ပြမယ်တင်ပြပြီးတော့ပညာရှင်တွေတက်ဆိုင်ရပြီးခဲ့တဲ့နေ့ရဆိုရင်ဒါတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ယာယီမှုတယောက်လည်းလာစစ်တယ်စစ်ပြီးတော့အဲ့ဒါတွေပေါင်းပြီးတော့ဒါနောင်ဒီဆက်ယုံလဲတဲ့မလဲတဲ့ပေးတဲ့မပေးတဲ့ဆိုတဲ့ဥစ္စာဆုံးဖြတ်ချက်တွေရှာပြီးတော့ဒါ ရုံချုပ်ကိုထွေထွေအုပ်စုနဲ့ရုံချုပ်ကိုတင်ပြပေးမှာပေါ့ဒါဒီနေ့ရတော့သူတို့စက်ရုံရဲ့လေပတ်ခွင့်ယာယီပေးထားတဲ့ခွန်နဲ့နောက်ဆုံးနေပေါ့အဲ့ဒါတို့လာစစ်တာပဲကိုယ်တိုင်းပြည်မျိုးမြောက်ပိုင်းကနေ ARN မြကြီးတဲ့ကိုစီဝင်နေတဲ့လောတော်ချောင်းဖြက်စီရရက်ွက်တွေကရက်ချက်စက်ရုံတကြားဆက်ပဲပြားဖို့ဇီးခွက်ဆက်ငွေငါးဆက်တွေကစွန့်ပစ်ပစ္စည်းတွေနဲ့ရေစိုးတွေကြောင့်ချောင်းအောက်ပိုင်းကရက်ွက်တွေရွာတွေကစိုက်ခင်းနေပျက်စီးတယ်လို့တောင်သူတွေကပြောပါတယ်တို့ဒီချောင်းကရေးပိုင်းတက်လာတက်လဲလာလဲလာရောဟိုလဲတွေမြုပ်သွားမြုပ်သွားတော့ကျွန်တော်တို့ပထမအတန်မှန်တော့မြုပ်တယ် သူဒီလဲသွားနည်းနည်းလေးတော့ပေါ်ပေါ်နေလို့ရှိလို့ရှင်ရတယ်အခုကအဲ့လောက်ကလေးမြုပ်ပြီးသွားလို့ပြန်ကြသွားမယ်အလဲရအလကားပဲဘာလို့လဲအဲ့ဒီဖတ်တီးကကတ်ပြီးတော့ဘာမှလုံးမလာတော့ပြီးခဲ့တဲ့ဒီဇင်ဘာလ3ရက်နေ့ကအဲ့ဒီလော့တော်ချောင်းထဲမှာငါးအရီနဲ့ချောင်းထဲကိုဆင်းတဲ့ဘဲရီချက်တွေအစုလိုက်ပြုံလိုက်သိဆုံးခဲ့ပါတယ်အခုယာယီပိတ်ခိုင်းလိုက်တဲ့ကြားတကောင်အရက်ဆက်ဆက်ုံကဝန်ထမ်း40ခန်းရှိကနေ့စဉ်အရက်စီကလည်း900ခန်းထုတ်လုပ်နိုင်ပါတယ် ပြောထားတာလေခေါင်းကျွန်တော်ပြန်လည်ပြုပြင်ထားတယ်ပြုပြင်ထားပြီးတော့မှကျွန်တော်တို့ကလက်ဘက်ခွန်တောင်းထားတာပါဒါဆိုကျွန်တော်တို့တို့လူ water free နေတယ်ကျွန်တော် အကုန်လုံးကတို့ထားပြီးတဲ့အခါကျတော့ကျွန်တော်တို့အလုပ်သမားတွေခက်ခဲတယ်ပေါ့နော်အများကြီးတယ်အဲ့ဒါကြောင့်ကျွန်တော်တို့လည်းဒီဟာတွေအကုန်လုံးပြုပြင်ပြီးရအခါမှာကျွန်တော်တို့ကပြန်လည်ဘက်ခွန်တောင်းထားတယ်တနေ့ကိုစွန့်ပြေးကလည်း၄တောင်ခန့်ရှိပါတယ်အရက်ချက်ဆက်ရုံကိုလောလောဆယ်မှာတာဝန်ရှိသူတွေကယာယီပိတ်သိမ်းဖို့ဆုံးဖြတ်ခဲ့တာပါနောက်ထပ်ဓာတ်ခွဲဆန်းသတ်မှုတွေပြုလုပ်ပြီးကျွမ်းကျင်ပညာရှင်တွေရဲ့မှတ်ချက်ရရှိမှသာ လဲဘက်ခွင့်ကိုပြန်လဲခွင့်ပြုတော့မှာဖြစ်ကြောင်းသိရပါဗျ။ကျွန်တော်မင်းညိုပါခင်ဗျာ။